ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းချမ်းမြသာစီမြို့နယ်မှာအသက်84နှစ်အရွယ်အဖွားအုံနဲ့မြေးဖြစ်သူတို့ကိုအိမ်သုံးနဲ့တန်ရိုက်တဲ့တူနဲ့ရိုက်နှက်ပြီးတော့ရွှေတုံးနဲ့ငွေတွေကိုယူဆောင်သွားတယ်အဖွားအုံရဲ့တူမဖြစ်သူကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ26ရက်နေ့မနက်ပိုင်းကချမ်းမြသာစီမြို့နယ်မြို့တင်နှစ်ရက်ကွာလမ်း 80A 108လမ်းနဲ့108လမ်းကြောင်းမှာရှိတဲ့နေအိမ်မှာအမျိုးသမီးတယောက်အသက်ခံရကြောင်းတရင်ရရှိလာကြောင်းစစ်ခွေးအုပ်စုရဲ့ရဲတပ်ဖွဲ့ဝင်းနေပါဝင်တဲ့ပူပေါင်းအဖွဲ့ကတွားရောက်စစ်ဆေးခဲ့ကြတယ်လို့သိရပါတယ်။နေအိမ်ပိုင်ရှင်ဟာအသက်84နှစ်အရွယ်အငိမ့်စားစာကြည့်တိုက်မှုဖြစ်ပြီးတော့နေအိမ်ရဲ့မြင်းကြီးတက်ဧကန်အတွဲမှာရှိတဲ့ထိုင်ကုန်းပေါ်မှာဥကောင်းပေါက်ပြဲဒဏ်ရာတစ်ချက်နဲ့တေဆုံးနေပြီးတော့အတူနေတဲ့အသက်36နှစ်အရွယ်မြေးဖြစ်သူအမျိုးသမီးကို တော့မြင်းကြီးတက်အေကန်ဂရေမော်ပါဦးကောင်းဝဲနဲ့ထင်ပေါက်ပြဲဒဏ်ရာနှစ်ချက်ရရှိထားတာကိုစစ်ဆေးတွေ့ရှိခဲ့ရတယ်လို့စစ်ခွေးအုပ်စုကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ပြင်းမှုကျူးလွန်သူဟာတေဆုံးသူရဲ့တူမတော်ဆက်သူပြင်းလွင်မြို့ရက်ွက်ကြီး၃ကကြီးအမှတ်၄အခြေခံပညာလေရန်ကျောင်းမှာ တွဲဘက်တာဝန်ထမ်းဆောင်နေတဲ့အလေရန်ပြဆရာမဒေါ်ဆိုးဆိုးထွန်းဖြစ်ပြီးတော့အော်တိုဘာလ26ရက်နေ့ညနေပိုင်းကအခင်းဖြစ်တဲ့နေအင်းစီကိုပြန်လည်ရောက်ရှိလာတဲ့အချိန်ဖမ်းဆီးရမိခဲ့တာလို့စစ်အုပ်စုကထုတ်ပြန်ထားပါတယ်ဖမ်းဆီးရမိထားတဲ့ပြည်မှုကျူးလွန်သူဟာအိမ်၅ရက်နေထိုင်ခဲ့ရာငွေကြေးအခက်အခဲများစွာရှိခဲ့ပြီးတဲ့နောက်ဒေသုံးသူဇီကနေပတ်စံချင်းငားခဲ့ပေမဲ့မရခဲ့တာကြောင့်အခုလိုပြည်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့စစ်အုပ်စုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အော်တိုဘားလာ25ရက်နေ့မနက်ပိုင်းမှာပြုတ်မှုကျူးလွန်သူဟာဂရင်းမောင်မအိပ်ပျော်နေတဲ့တူမတော်ဆက်သူကိုအိမ်သုံးတန်ရိုက်တူနဲ့သုံးချက်ခန့်ထုရိုက်ပြီးတော့ထိုင်းကုန်မှာထိုင်နေတဲ့အတော်ဖြစ်သူကိုငယ်တဲ့ကိုတူနဲ့တစ်ချက်ထုရိုက်ခဲ့တာလို့သိရပါဗါးအဲ့ဒီနောက်ပြုတ်မှုကျူးလွန်သူဟာအတော်ဖြစ်သူရဲ့အိမ်ခန်းအတွင်းမှာရှိတဲ့တန်တစ်တာကိုတူနဲ့ရိုက်ဖြတ်ကတစ်တာအတွင်းမှာတင်စီထားတဲ့ အော်တမာရီဒစိပ်ပါတဲ့ရွှေ30သားတုံးတုံးနဲ့အိယာဘုံမှာရှိတဲ့ငွေကျပ်သိန်းတရာတို့ကိုယူဆောင်ပြီးတော့ပြင်ဦးလွင်မြို့ဈေးကိုပြန်လာခဲ့ပြီးအော်တိုဘားလ26ရက်နေ့မှာယူဆောင်လာတဲ့ရွှေတုံးကိုရောင်းချကချင်းကားထားတဲ့ငွေကြေးတွေကိုပြန်လည်ပေးဆက်ပြီးတော့သုံးစွဲခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆဲအုပ်စုအာနာသိမ်းပြီးတဲ့နောက်ပိုင်းနိုင်ငံတော်မှာအထွေထွေအကြက်တဲတွေကြောင့်မြို့ပေါ်ဒီမှာပါလူတက်မှုလူရက်မှုခိုးမှုစတဲ့ရာဇဝတ်မှုတွေပုံမှုပြီးတော့များပြားလာတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။